ဒီဒီရဲ့ဓာတ်ပုံကို AI နဲ့ပြောင်းပြီးမှ line ပေါ်မှာ나ยีရောင်းစားနေကြတယ်ဒါကလုံးဝလုံးဝဒီဒီမဟုတ်ပါဘူးဒီဒီဘယ်나ยีမှရောင်းမနေပါဘူးပေါ့နော်ဒီဓာတ်ပုံလေးကလေလောပြလိုက်ကြတာဒီဒီရဲ့စပားအသင်းကဖလားရလို့တွားအားပေးခဲ့ဓာတ်ပုံဒီပုံကို AI နဲ့အခုလိုမျိုးပြောင်းချပလိုက်တယ်မလေးရှားမှာစီကိုဆိုင်ရှိမှာတွားတန်းစီပြီးမှ나ยีဝဲတဲ့ဓာတ်ပုံဒီ ကြောင်ချပလိုက်တယ်ပြီးတော့ပြီဆိုရင်သူတို့က line ပေါ်မှာဒီစီကိုနိုင်ကိုရောင်းနေရပြီးရင်ရောင်းတာအောင်မှလေလက်ပတ်ကတတိရဲ့ဒီလက်ပတ်နဲ့ကိုတူအောင်ရွေးရတယ်အံ့ဩဖို့ကောင်းတာလေဘလောက်ထိ brain ပြေးလဲဆိုရင်ဒီ scammer တွေကပေါ့နော်အလောက်လေးတွေမပြီးသေးဘူး like က6ဟာကျော်တယ်ပြီးရင် profile မှာလည်းဒီဒီရဲ့နာမည်အရင် lapadi ဆိုတဲ့ဟာကိုတုံးထားတယ် blue mark နဲ့မပြီးသေးဘူးမပြီးသေးဘူး comment ကိုလာကြည့်လိုက်အောင် comment မှာ လူလိန်လူညတွေအများကြီးပေါင်းပြီးမှပေါ့နော်ဘာကြီးထားလဲဆိုရင်အလွန်လပလို့တဲ့ဈေးလဲတန်တယ်တဲ့ချွတ်ချင်းတလုံးဝယ်လိုက်တယ်တဲ့အပြစ်မှာပူလာတယ်ကြည့်နော်ကြည့်နော်ကွန်မန့်မှာရေးထားတာလေအိုးမိုက်ဂေါပျက်စီးရောက်တာအလွန်လင်းမြန်တယ်တဲ့ကြည့်ဟာတရုတ်တွေလားမသိဘူးပေါ့နော် AI ကိုစာရေးခိုင်းပြီးမှကွန်မန့်မှန်ထားပုံရောက်တယ်ပေါ့နော်အဲ့တော့သတိထားကြပါဒီစကမ်မာတွေကဘလောက်ထိလဲလဲဆိုရင်ဒီဒီကိုလည်း block လုပ်ထားတယ်ဒီဒီရဲ့ page ကိုလည်း block လုပ်ထားတယ်ဒီဒီလည်းမမြင်ရအောင် ဘူးစလန်လှုပ်ထားတယ်တတိယရဲ့မိတ်ဆွေတယောက်ကမြင်းလုံးလာပုတ်ပြီးမှကို့မှာမျက်လုံးတွေပြူတော့ oh my god ငါတော်မငါတော်မငါကြောညာတာနိုင်ယူဝချင်းစိတ်တွေပေါက်လာပြီပေါ့နော်ဒီစကမ်မာတွေကြောညာတာသူတို့လှုပ်ထားတဲ့ပုံစံကတော်တော်လေးကိုလဲတဲ့စကမ်မာတွေအဲ့တော့တတိထားကြပါ line ပေါ်မှာတတိဒီလအတွင်းမှာ ဘယ် brand နဲ့မှ collaborate မလုပ်ထားပါဘူးအထူးသဖြင့်ဒီ physical product တွေပေါ့နော်ဒီလက်ရှိလုပ်နေတဲ့ဟာကတတိယ online class တွေရှိတယ် online class တွေရောင်းနေရဆိုတော့တတိယရောင်းနေရပြီးရင်ဒီ acquaint နဲ့လက်တွဲလုပ်ထားတာရှိတယ်ပြီးရင် study abroad ပေါ့နော်နိုင်ငံခြားမှာကျောင်းသွားတက်ဖို့စီစဉ်နေတဲ့လူငယ်တွေကိုကူညီပေးတဲ့ဟာတွေလုပ်နေရနောက်တစ်ခုကတော့ဒီမျက်စိခွဲတဲ့စေခံ time မှာရှိတယ်အဲ့ဒီစေခံမှာမျက်စိတွားခွဲမယ်ဆိုရင် I have promotion ဆိုပြီးမှ DD လို့ပြောလိုက် အဲ့ဆိုရင်သူတို့30 30 30တော့ဈေးလျှော့ပြီးမှာပေါ့နော်သူတို့နဲ့ collaboration လုပ်တာတွေရှိတယ်ပြီးရင်ရွှေနှုတ်နဲ့ collaboration လုပ်တာတွေရှိတယ်ဒီလောက်ပဲကျန်တဲ့ product တွေရေမွေးတို့မျက်မှန်တို့နာရီတို့ လိုင်းပေါ်မှာရောင်းနေရဆိုရင်ဒါတတိလုံးဝလုံးဝမဟုတ်ပါဘူးပြီးနောက်တစ်တစ်ခုပြောချင်တာကတတိရဲ့ရောင်းတဲ့ page ကနှစ်ခုပဲရှိတယ်เนาะဒီမှာတတိ Barmis vlog ဒီ page ကဒါတတိရဲ့ page အစ်စ်ပါအခုနောက်ပိုင်းတတိ Barmis diary ဆိုတဲ့ page အစ်စ်လည်းတစ်ခုထောင်းထားရပေါ့เนาะဒီ page က monetization မရလို့အဲ့တော့ဒီ page ကိုအခုတလောပို့ပြီးမှတုံးဖြစ်နေရ follow မလုပ်ရတည်ဘူးဆိုရင် follow လုပ်ထားပါဒီ page နှစ်ခုမှာပဲတတိရဲ့ team ကစာပြန်ပြီးမှ customer service တွေပေးပစ္စည်းတွေရောင်းတင်တဲ့နေရောင်းနေရပါဂျန်တဲ့နေရဘယ်မှာမှမရှိပါဘူးလဖာဒီ ဆိုတဲ့နာမည်ကိုတုံးပြီးမှဘာမှမရောက်တာပါပေါ့နော်စကမ်မာတွေကခုနောက်ပိုင်း AI ပေါ်လာတဲ့ခါမှာအရန်အရန်ကိုတော့လာတယ်တတိထားကြပါ screenshot တွေမြင်နိုင်လဲမယုံပါနဲ့ဓာတ်ပုံတွေမြင်နိုင်လဲမယုံပါနဲ့ video တွေဆိုလဲ deep fake တွေလောက်ကြတယ်အတန်အတုတွေလောက်ကြတယ်ကိုယ်တငယ်ချင်းအတန်လိုမျိုး train ပြီးမှပေါ့နော် phone call ပြီးမှပတ်စံလိန်တဲ့ဟာတွေလည်းအများကြီးအများကြီးပေါ်လာတယ်မယုံကြည်ရဘူးဆိုရင် line ပေါ်ကနေပတ်စံမလွဲပါနဲ့ကိုယ့်ရဲ့ banks information တွေလည်းဘာမှမပေးပါနဲ့ပြီးရင်ဒါမျိုး scammer တွေတွေ့ရင်လည်းကျေးဇူးပြုပြီးမှ report to ပေးကြပါပေါ့เนาะဒီဒီရဲ့ personal account ကနေမမြင်ရပါဘူးသူတို့ကအရန်လဲပါတယ်ဒီဒီကို block လုပ်ထားပါတယ်ပေါ့เนาะဒီဟာလေးတစ်ချက်ဒီဒီ request လုပ်ချင်ပါတယ်ဒီ scamming ကကဘာပေါ်မှာပေါ့เนาะတနေ့တနေ့ကို billion နဲ့ချီပြီးမှာ နိုင်ငံတကာမှာလိမ်လည်မှုတွေဖြစ်ပွားနေကြတယ်။အဲ့ဒီထက်မှာတချို့လူတွေကကိုယ့်ရဲ့ life saving ပေါ့နော်တပွားလုံးစုခဲ့တဲ့ပတ်စံတွေကိုတောင်မှဘဏ်အကောင့်ကနေအခိုးခံရတာတွေအများဆုံးအများကြီးရှိပါတယ်ပေါ့နော်။အဲ့တော့အားလေးတတိထားဖို့ကိုထပ်ပြီးမှတတိပြောရင်းနဲ့ဒီဗီဒီယိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်ပေါ့နော်။အဲ့တော့ဒီထက်မှာအလိန်ခံရဘူးရဲ့တွေရှိလားပေါ့နော်။ရှိရဆိုရင်လည်း comment မှာရေးခဲ့ပါပေါ့နော်။ကိုယ်အလိန်ခံရတဲ့ story လေးတွေကို sharing လုပ်သွားလို့ရပါတယ်။သူများတွေအလိန်မခံရအောင်လို့ပါ။